အရန်တိငိန်လုံးနဲ့ခွေးလေးကိုမွေးစားလိုက်ရမှဒီလိုထူးဆန်းတာတွေ့ကြုံခဲ့ရတယ်။ဒီခွေးလေးကတော့အရန်တိငိန်ပြီးတော့ချစ်စရာကောင်းပေမဲ့သူ့ရဲ့မျက်ဝန်းတွေကတော့တိတ်ပြီးသနာစရာကောင်းသလိုဝမ်းနဲ့စရာလည်းကောင်းလာပါတယ်။ဒီခွေးလေးကိုတော့ခွေးကရားကနေမွေးစားခဲ့တာဖြစ်ပြီးတော့မွေးစားတဲ့ကတိငိန်ပြီးတော့ချစ်စရာကောင်းလာတာကြောင့်အိမ်ခေါ်မွေးစားခဲ့တာဖြစ်ပါတယ်။လူစည်းဆိုတဲ့ကောင်းမလေးကတော့ခွေးအရန်ချစ်တတ်ပြီးအပြင်းပြင်းအိမ်မှာခွေးမွေးချင်တာကြောင့်အိမ်ကအစအခွေးလေးလိုက်အစဉ်ပြောင်းပြင်ဆင်ထားခဲ့ပါတယ်။ခွေးမွေးဖို့အတွက်ခွေးကရားကိုတငယ်ချင်းတွေနဲ့လာခဲ့ပြီးတော့ချစ်စရာကောင်းပြီးတွက်လက်နေကြတဲ့ခွေးလေးတွေကိုတွေ့ခဲ့ပါတယ်။ မြစ်တံငှက်နေကြတာကြောင့်တခင်လိုဂျင်းနေကြတဲ့ခွေးလေးတွေရဲ့ချစ်စရာကောင်းတဲ့အပြုံမူလေးတွေကြည့်ပြီးတော့အကုန်လုံးကိုချစ်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီထဲကမှအရန်တည်ငြိမ်ပြီးတော့တယောက်တည်းနေနေတဲ့ Duck ဆိုတဲ့ခွေးလေးကိုတွေ့ပြီးတော့အတော်လေးကိုစိတ်ဝင်စားခဲ့ပါတယ်။ Duck ကိုသဘောကျသွားပြီးတော့သူနဲ့တူတူခေါ်ခဲ့ပြီးကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ကြိုးစားခဲ့ပါတယ်။ Duck ကိုမွေးစားလိုက်တဲ့ကတခြားခွေးလေးလိုမဟုတ်ပဲဂေဟာကနေခေါ်လာပြီးမဲ့လည်းတည်ငြိမ်ပြီးတော့ဝမ်းနဲ့နေတဲ့ပုံမဲ့ပေါက်နေခဲ့ပါတယ်။လူစီးရဲ့တငယ်ချင်းတွေကတော့ဘာလို့ Duck ကိုမွေးစားခဲ့တာလဲဆိုတာကိုလည်းနားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးတော့ဂေဟာကနေပြန်လာခဲ့ ကြပါတယ်။အင်ကိုရောက်တော့ဒက်ကိုအင်ကိုရင်းနှီးအောင်ပြပေးပြီးတော့လူစီအယံပြုံနေခဲ့ပါတယ်။ဒက်ကတော့ဆစ်လို့ရှားတာမျိုးမပြဘဲသူ့အတွက်အစီအစဉ်ထားတဲ့အိရာထဲမှာအိတ်နေခဲ့ပါတယ်။ဒက်နိုလာတော့လူစီ TV ကြည့်နေတာကိုတွေ့ပြီးတော့လူစီရဲ့ပေါင်ပေါ်မှာကလေးတယောက်လိုခွေပြီးတော့လှဲ့နေပါတယ်။ဒီလိုနဲ့ညာဘက်ရောက်တော့လူစီလည်းသူ့အရာကိုသွားပြီးတော့ဒက်ကိုလည်းသူ့အတွက်အိရာလေးမှာအိတ်ဖို့ထားလိုက်ပါတယ်။ဒါပေမဲ့ဒက်ကတော့လူစီရဲ့အိရာဘုံကိုသွားပြီးလမ်းတွေကြီးရှောင်နေခဲ့ပါတယ်။လူစီကလည်းတခါမှဒီလိုအခြေအနေမရဖို့ရာကြောင့်ဒက်ကိုသူ့အခန်းထဲထည့်ပြီးတော့ထားလိုက်ပါတယ်။ ။နောက်နေ့မနက်မှာတော့လူစီလေးခွေးလေးအတွက်လိုအပ်တာတွေဝယ်ဖို့ခွေးပြင်စည်းဆိုင်ကိုလာခဲ့ပါတယ်။ ပိုရောက်တော့ deck အတွက်လိုအပ်ကြကိုဝယ်ပြီးတော့ deck ကိုအိမ်အောင်ဘယ်လိုလုပ်ရမလဲမေးပြီးတော့ဆိုင်ရှင်အကြံတိုင်းပဲလှောင်လေးဝယ်ခဲ့ပေးပါတယ်။ deck ကအုံးဝင်ရုပ်လေးတယောက်ကိုလူစီကိုဝယ်ခိုင်းပြီးတော့လူစီလည်းဝယ်ပေးလိုက်တာကြောင့်အရန်ပြော်ပြီးတော့အိမ်ပြန်လာခဲ့ပါတယ်။ဒီလိုနဲ့ညဘက်ရောက်တဲ့အချိန်မှာတော့လူစီလည်း deck အတွက်ဝယ်လာတဲ့လှောင်ရင်းလေးကို deck ကိုချက်ပြီးတော့အိပ်ဖို့လုပ်ခဲ့ပါတယ်။လူစီလည်းသူ့အရာကိုလာပြီးတော့အိပ်တဲ့အချိန်မှာတော့ deck တယောက်ကြောက်စရာတန်ကြီးနဲ့လှောင်ရင်းလေးကနေဦးနေတာကြောင့်လူစီလည်းလှောင်ရင်းတကားကိုဖွင့်ပေးခဲ့ရပါတယ်။ deck လည်းလူစီအခန်းထဲရောက်လာပြီးဆိုပြီးတော့တညလုံးမအိပ်ပဲလူစီအိပ်နေတာကိုပဲဒီစိမ့် င်းစိန်ထိုင်းကြည့်နေပါတယ်။လူစီတွေးလိုက်တာကတက်ကနိလက်ဘက်တွေအိတ်တာကြောင့်ညဘက်မအိဖဲနေနိုင်တာလို့ထင်ပြီးတော့ဒက်မအိရအောင်အကြံထုတ်ပြီးတော့သူနဲ့တနေကုန်ဆော့လိုက်သွားလိုက်လုပ်နေခဲ့ပါတယ်။ညဘက်ရောက်တော့လူစီလက်ပင်မန်းနေတယ်လို့ဒက်လက်ပင်မန်းပြီးတော့အိတ်မယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့လူစီထင်ထားသလိုမဟုတ်ဘဲဒက်ကပင်မန်းနေတာကြောင့်မအိဖဲသူ့ကိုပဲထိုင်းကြည့်နေခဲ့ပါတယ်။ ီလန်မျိုးစုံသုံးပြီးတော့ဒက်ကိုအိပ်ပျော်လာအောင်လုပ်ပေမဲ့ဘလို့မှမရခဲ့ပါဘူးရှင်။လူစီလက်အရင်တည်ကျင်လွန်လာကြောင်းဒက်ရဲ့အမူလနေရာဖြစ်တဲ့ခွေးကေဟာစီကိုဒက်နဲ့အတူပြန်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူထင်ထားသလိုမဟုတ်ဘဲဝမ်းနည်းစရာအကြောင်းတစ်ခုကိုသိခဲ့ပါတယ်။ဒီအကြောင်းကဘာကြောင့်ဖြစ်မလဲဆိုတာကိုမပြောသေးခင်မှာဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်နေတဲ့ကျွန်တော်တို့ channel လေးကို like and follow လေးလုပ်ထားပြီးပို့တောင်းဆိုကြပါမယ်။ ကဲဒါဆိုရင်တက်ကရဲ့အကြောင်းအမှန်ကဘာဖြစ်မှာလဲ။လူစီလဲဒက်နဲ့အတူတူခွေးကေဟာကိုလာခဲ့တာကြောင့်ဂေဟာကလူတွေလဲလန့်သွားပါတယ်။ဒါပေမဲ့လူစီကတော့သူသိကျင်နာကိုတရားဖို့အတွက်လာလားဆိုတာကိုသိတော့မှအရင်ကဒက်ရဲ့တခင်နေစီကိုဖုံးဆက်ပြီးတော့မိခဲ့ပါတယ်။အရင်တခင်နေကတော့ဒက်အခုလိုဖြစ်နေတာကိုသိမှာပဲလို့ယုံကြည်ပြီးတော့ဖုံးဆက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒက်ရဲ့အရင်ကတခင်လင်မယားရောက်လာပြီးတော့ဒက်ရဲ့အတိတ်ဖြစ်စဉ်တွေကိုပြပြခဲ့ပါတယ်။ဒက်အရင်နေခဲ့တဲ့အိမ်မှာချစ်စရာကလေးတယောက်ရှိပြီးတော့တယောက်နဲ့တယောက်ညီအကိုလေးလိုချစ်ကြပြီးတော့အရင်တောင်အတူတူဖက်ပြီးတော့အိတ်ခဲ့ပါတယ်။ဘက်ဂျီဆ ဆိုတဲ့ကလေးလေးနဲ့တူတူနေရတာကြောင့်ဒက်လက်အရန်ကိုပြောနေခဲ့ပါတယ်။ဒက်ဂျီကတော့ရုတ်တရက်ဆိုသလိုအဖျားဝင်သွားပြီးတော့ပြင်းပြင်းထန်ထန်ဖျားခဲ့ပါတယ်။ဒီနေ့ဒီနေ့ပူပူဆူးလာသလိုအသားရည်တောင်အထိမခံတော့တဲ့အထိကိုကဖြစ်လာခဲ့ပါတယ်။ဒါကြောင့်အရန်ချစ်ကြတဲ့သူတို့နဲ့ဝေးကွာသွားခဲ့ပါတယ်။တက်ကတော့ဒါတွေကိုမသိတာကြောင့်ဘက်ဂျီနာတောင်းနေတာကြောင့်ဘလို့မှအထီးမခံနိုင်မဲ့အော်နေခဲ့ပါတယ်။နောက်ဆုံးကြံရမရတာကြောင့်ဘက်ဂျီအနောက်ကိုတက်မလာနိုင်အောင်တခင်တွေများကလှောင်ရင်ထဲမှာပဲထည့်ထားခဲ့ပါတယ်။ ဝမ်းနေပြီးတော့စိတ်မကောင်းဖြစ်နေပေမဲ့ဘက်ကြီးခန်းစားရတာကိုသိတာကြောင့်အဝေးကနေပဲနေခဲ့ရပါတယ်။သူဒီလိုနေခဲ့ပေမဲ့တနေ့မှာတော့ဘက်ကြီးကဆုံသွားပါတယ်။ဘက်ကြီးဆုံသွားတဲ့အချိန်တစ်လျှောက်လုံးတက်မသိခဲ့ရတာကြောင့်လောင်ရင်ထဲကချော်လာတိုင်းဘက်ကြီးကိုပဲရှာနေခဲ့ပါတယ်။ဘက်ကြီးလေးကိုလိုက်ရှာရင်းနဲ့ဝမ်းနေနေတာကိုမကြည့်တော့တာကြောင့်တက်ကိုဂေဟာကိုပို့လိုက်ကြပါတယ်ရှင်။ဒီအကြောင်းလေးကိုကြားပြီးတော့လူစီလက်အရင်ဝမ်းနေပြီးတော့အရင်ကထက်ဓာတ်ကိုပို့ပြီးတော့ကျူးဆိုင်ပေးခဲ့ပါတယ်။သူပြောက်သွားမှကိုကြောက်နေတဲ့ဓာတ်ကိုယုံကြည်မှုတစ်ခုရလာအောင်သူ့နှလုံးခုန်တံကိုကြားနေတဲ့အရင်ဘက်ပေါ်မှာဓာတ်ကိုအိတ်စီခဲ့ပါတယ်။ ဒက်ဂလက်ဒီလိုအခြေအနေကိုသဘောကျလာပြီးတော့များဘက်ဒီမှာအိတ်လာခဲ့ပါတယ်။ဒီဗီဒီယိုလေးကတော့စိတ်ဓာရရှိနေတဲ့ခွေးလေးတောင်ကျင်နာမှုရရင်ပြန်ပြီးတော့နှွေထွေးသွားတယ်ဆိုတာကိုတွေ့ရမှာပါနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။